ားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးပံ့ပိုးကူညီဖို့ကုလသမဂ္ဂအစည်းအဝေးတွင်ဖင်လန်နိုင်ငံအလေးပေးပြောဆိုရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြမပြည်ရဲ့လူငယ်မျိုးဆက်သစ်တွေကိုပံ့ပိုးကူညီဖို့ဖင်လန်အနေနဲ့ကတိပြုကြောင်းဖင်လန်ပညာရေးဝန်ကြီးကကုလသမဂ္ဂအစည်းအဝေးတရက်မှာပြောဆိုခဲ့တယ်လို့ Second Asia သတင်းဌာနကအော်တိုဘာလာတရက်မှာသတင်းဖော်ပြထားပါတယ် နယူးယောက်မြို့မှာ80ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေစဉ်အတွင်မြမအရေးဘေးပေါက်ဆွေးနွေးပွဲတစ်ခုမှာဖင်လန်ပညာရေးဝန်ကြီးအန်တာအက်ဒလာခရက်ကယခုလိုထုတ်ပေါ်ပြောကြားခဲ့တာပါဖင်လန်နိုင်ငံဟာသူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ကုလသမဂ္ဂမှာပူးပေါင်းဆောင်ရွက်မှုအဖြစ်ပညာရေးနဲ့ဒန်ထုပါဝင်မှုရဲ့အရေးပါပုံကိုအစဉ်တစိုက်အလေးပေးပြောဆိုလေးရှိတာပါဖင်လန်ပညာရေးနဲ့ရေးကြီးမှုဝန်ကြီးဌာနကိုစားလာရောက်ပြောကြားခဲ့သူဝန်ကြီးအက်ဒလာခရက်ကလူငယ်တွေကိုပညာရေးကတဆင့် စွမ်းရည်မြင့်တင်ပေးဖို့နဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေအတွက်ပူးပေါင်းပါဝင်ခွင့်ပြုဖို့အရေးကြီးဆုံးဖြစ်ကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်မြန်မာပြည်အတွက်ငြိမ်းချမ်းရေးဒီမိုကရေစီအနာဂတ်ကိုပုံခေါ်ရမှာစုံလင်ကွဲပြားတဲ့မြန်မာလူငယ်တွေအားလုံးပါဝင်နိုင်ရေးနိုင်ငံတကာမိဖက်တွေနဲ့အတူဖင်လန်အနေနဲ့လက်တွဲလှုပ်ဆောင်ဖို့အသင့်ရှိကြောင်းသူကပြောပါတယ်ကုလသမဂ္ဂထွေထွေညီလာခံအတွင်းတက်ရောက်လာတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာမြမအရေးစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေအပေါ်တွင်အခြားသောကိစ္စရပ်တွေလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဆက်လက်ပြီးစစ်သားဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအောက်တိုဘာလ၁ရက်နေ့မှစတင်၍လစာ၃000တိုးမြင့်ဝင်ကြီးဌာနမှနှိစားလောက်အားကောက်မှုတရက်လျင်8800ကျပ်အထိတိုးမြင့်နေဆိုတဲ့သတင်းနဲ့လစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေစက်ကူများထပ်မံရိုက်ထုတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ အကြံဖတ်စစ်ကော်မရှင်ကစစ်တောင်းဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘားလတရက်နေ့မှစတင်၍အပိုထောက်ပံ့ကြေးအမိတက်ကလစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနေစာလှုပ်အားကားကိုမူတရက်လျင်8800ကျပ်အထိတိုးမြင့်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဗဏ္ဍာရေးနှင့်အခွန်ဝင်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်ပါသည်အော်တိုဘာလာတရရနေ့မှစတင်၍တနိုင်ငံလုံးရှိဖွင့်တမ်းများစစ်သားများအငိမ့်စားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ခြင်းအဖြစ်လစာ3000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း 2023ခုနှစ်အောက်တိုဘာလတွင်ပထမကြိမ်အဖြစ်တဝူးလရင်အပိုထောက်ပံ့ကြေးသုံးသောင်းကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယကြိမ်အဖြစ်တဝူးလရင်အပိုထောက်ပံ့ကြေးသုံးသောင်းကို၎င်းစုစုပေါင်းအပိုထောက်ပံ့ကြေး6သောင်းတိုးမြှင့်ပေးခဲ့ကြောင်းယခုအောက်တိုဘာလတရနေ့မှစတင်၍တတိယအကြိမ်အဖြစ်လစဉ်အပိုထောက်ပံ့ကြေးသုံးသောင်းထပ်မံတိုးမြှင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လစဉ်အပိုထောက်ပံ့ကြေး9သောင်းခန့်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါသည် အဆိုပါအဖို့ထောက်ပံ့ကြေးတိုးမြှင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အောက်တိုဘာလ၁ရက်နေ့မှစတင်၍အငိမ့်စားဝန်ထမ်းများလည်းလစဉ်3000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ဝင်ကြီးဌာနများတွင်နေစာလောက်ကိုင်းနေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အားကအဖြစ်8800တိုးမြှင့်တက်မှတ်လိုက်ကြောင်းသိရပါသည်။ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတိုးမြှင့်လိုက်သောလစာကြောင့်ဝန်ထမ်းတသန်းကျော်အငိမ့်စားဝန်ထမ်းတသန်းနီးပါးနှင့်စစ်သားများအလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုက်နေရမည်ဖြစ်ပြီး မျိုးပြဒေတာများမှဝန်ထမ်းများအတွက်မူဒီဂျစ်တယ်ငွေကြေးဖြင့်လစာပေးခြင်းမည်ဖြစ်ကြောင်းသိရပါသည်။တအူးကို3000ကျပ်နဲ့လက်ရှိဝန်ထမ်းအငိမ့်စားဝန်ထမ်းနှင့်တမတော်သားတွေအတွက် စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမယ်။နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ဒီဂျစ်တယ်ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရိုက်ရမယ့်သဘောရှိပါတယ်။ငွေကြေးဖောင်းပွမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုပါတယ်။ ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။